2025ခုနှစ်ဧပြီလ23ရက်နေ့မှ26ရက်နေ့အထိတနင်္ဂနွေသတမီများအတွက်တပတ်စာကံကြမ္မာ hostel ဒီရက်တွေအတွင်းမှာအစအစအရာရာတတိကြီးစွာထားဖို့လိုပါတယ်။ရံပက်လဲဝိုင်းတယ်လို့ဖြစ်နေတယ်။ပြဿနာကြီးတွေတစ်ခုပြီးတစ်ခုရှင်းနေရတတ်ပါတယ်။ကိုယ်ကိစ္စမဟုတ်ရင်လည်းသူတစ်ပါးကိစ္စမှာကြားညက်တတ်ပါတယ်။ C မျက်စိနာနှာခေါင်းအစာအိမ်ဒုက္ခပေးတတ်ပါတယ်။ခီးကံအလွန်ကောင်းသောအချိန်ဖြစ်ပါတယ်။ အဝေးကလည်းအကူအညီကောင်းတွေရတတ်တယ်။အိမ်ကိစ္စအဖိုးတန်ပစ္စည်းဝယ်ရောင်းကိစ္စတွေအောင်မြင်မယ်။အိမ်ဆောက်ပစ္စည်းအုပ်တစ်တန်တို့အတီးနှံရေထွက်ကုန်ခီးသွွားလုပ်ငန်းတွေအကျိုးပေးမဲ့အချိန်ဖြစ်ပါတယ်။မြေအမွေဖုန်းပညာရေးကိစ္စများဆုံးဖြတ်ရခက်နေမယ်။အိမ်အောင်ရှင်များအတွက်အိမ်အောင်ဖက်ရဲ့တရင်ကောင်းကြားရတတ်ပြီးချစ်သူဤစားများအတွက်ကတော့ဝေးလီကောင်းလေးဆိုတဲ့ဂိမ်းမျိုးဖြစ်နေပါတယ်။ရက်ရရနှက်တို့မဟုတ်ငါးပေးမဲ့လွတ်လိုက်ပါလေ။ ကံကောင်းကနန်းတ2025ခုနှစ်ဧပြီလ23ရက်နေ့မှ26ရက်နေ့အထိတနင်္လာသတ္တမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာအိမ်ဆိုင်ဆက်အသုံးဆောင်အစ်စ်တွေတစ်ခုပြီးတစ်ခုဝင်လာတတ်ပါတယ်။တခုရှိတာကရှိပြီးသားပစ္စည်းတွေကတော့ထွက်တာပြက်တာများနေမယ်။ငွေများများကင်မထားသင့်ပါဘူး။အဲ့ဒီငွေဟာ save war ကဖြစ်သွားတတ်ပါတယ်။ San C C Sa စမှုစာအုပ်စာလမ်းအိမ်ဆောက်ပစ္စည်းစတူရှယ်ယာအဆောက်အဦကိစ္စတွေအောင်မြင်ကြိုးပေးမဲ့အချိန်မျိုးဖြစ်ပါတယ်။ခီးသွွာလာရေးကိစ္စတွေအလွဲလွဲအချို့ချို့ဖြစ်နေတတ်ပါတယ်။နိုင်ငံခြားရဲ့ဝေးနဲ့ပတ်သက်လို့မထင်မှတ်ပဲအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာတတ်ပါတယ်။မိတ်ဆွေရင်းဆရာရင်းတို့ကြောင့်စိတ်ရှုပ်ကောင်းစားရတတ်ပါတယ်။ဘာမဆိုမတင်မကြမရေမရဖြစ်နေတတ်တာလေးကိုသတိပြုပါစိတ်ရှိပါအိမ်တော်ရှင်များအတွက်အထစ်အငော့တွေပြည်လဲသွားမယ် ချစ်သူကြီးစားများကနေနေတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ရဲ့ရရာရေတတဝါများကို အစာကျွေးရင်းဆူတောင်းပါလေ။ကံကောင်းကနန်36 2025 5ခုနှစ်ဧပြီလ23ရက်နေ့မှ26ရက်နေ့အထိအင်္ဂါသာသမီးများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာအဖက်ဖက်အခွင့်လန်းကောင်းတွေပေါ်လာမယ်။အလုပ်တွေချက်တဲ့တိုးတဲ့အချိန်မြင့်တဲ့အချိန်မှာပဲ။ကံတရားကကိုယ့်ကိုမျက်နှာပေးတဲ့ဂိမ်းဖြစ်ပါတယ်။ ငွေရွှေမဲ့ရွှေကန်ကောင်းမဲ့အမှုပညာအလုပ်အလှကုန်ကားကြောက်ကွန်ပျူတာကင်မရာအလုပ်တွေမှာအကျိုးမြတ်များနိုင်ပါမယ်။စက်တူကိစ္စစာချုပ်ကိစ္စတွေတော့တတိထားပါ။ကိုတိုးတက်အောင်မြင်လာတဲ့အပေါ်မနာလိုအပြိုင်ဆိုင်တွေလည်းပေါ်လာမယ်။တမင်ရန်စခံရတတ်တယ်။အမှုပတ်တတ်ပါတယ်။ပြည်တွင်းပြပခီးများမရေမရဖြစ်တတ်ပါတယ်။အောက်လက်ငယ်သားတို့အကျိုးပေးမယ်။အိမ်အောင်ရှင်များစိတ်ဝမ်းကွဲရတတ်တယ်။ချစ်သူရည်စားများတည်င်းကောင်းကြမယ်။ ခီးကောင်းကြုံမယ်။ C မျက်စိသွားတွေးတတိထားပါ။ရရရာဖျားတဆူဆူရဲ့မိမိမွေးနှံတောက်မှာရွေထီးနှက်လက်ကိုကန်ကောင်းကနန်း၄၈2025ခုနှစ်ဧပြီလ23ရက်နေ့မှ26ရက်နေ့အထိဗုဒ္ဓဟူးသာသမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာမိကောင်းဆရာကောင်းတွေတွေ့မယ်။ပညာရေးကိစ္စ၊တင်နန်းကိစ္စ၊စာမှုပွဲကိစ္စတွေအထူးကောင်းပါတယ်။ ်ဆက်တူကိစ္စတွေလည်းအောင်မြင်မယ်စာချုပ်ချုပ်ရမယ့်ကိစ္စတွေလည်းအဆင်ပြေမယ်ပြည်တွင်းပြည်ပခီးကောင်းများကြုံနိုင်တဲ့အချိန်မှာပဲငွေကန်လေးလည်းကောင်းနေမယ်ဘာသာရေးလုပ်ငန်းတွေဖျားဘူးခီးတွေလည်းပေါ်လာမယ်အလူတန်းမင်္ဂလာကိစ္စတွေနဲ့ပတ်သက်ရတတ်ပါတယ်အောက်လက်ငယ်သားကိစ္စအထက်ထီးဖနက်လျှက်စစ်ကိစ္စအိန္ဒိယကိစ္စတွေမှာတော့ဆန္ဒမစိုးတင်ပါဘူးလေထိုးလေအောင်နှလုံးဒူးနာတတိထားတင်ပါတယ် ်ဆက်ပစ္စည်းဆိုင်ကမ်းမြေ အမွေဖုန်းကိစ္စများအကျိုးပေးအောင်မြင်နိုင်ပါတယ်။အိမ်တော်ရှင်များချစ်သူကြီးစားများအစင်မပြေမှုလေးတွေဖြစ်ပြီးမှပြေလည်သွားနိုင်ပါတယ်။ရက်ရရာဖျားဘူးသွားမိသူ ခီးသွားမိသူကို ခီးစေကံကောင်းကနန်း93 2025ခုနှစ်ဧပြီလ23ရက်နေ့မှ26ရက်နေ့အထိကြာတပရိသတ်သမီးများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာ အထက်ဖက်ကကန်စာရာပွင့်လန်းနေပါလိမ့်မယ်။လုပ်ငန်းစီးပွားတွေကိုအရှိန်မြင့်ပြီးလုပ်သင့်ပါတယ်။လုပ်ငန်းတဲ့နေရာတဲ့အစပြုခြင်းတွေလည်းကောင်းပါတယ်။ရက်ဝေးပြပခီးကောင်းတွေကြုံမယ်။ရက်ဝေးကစာငွေအဆက်အသွယ်အကူအညီတွေလည်းရတတ်ပါတယ်။မရင်ဆရာရင်တို့ရဲ့အထင်အမြင်လွဲမှားခြင်းကိုတော့ခံရတတ်ပါတယ်။မြေအမွေဖုန်းကားအထက်လျှက်စစ်ကိစ္စတွေမှာအနောက်ရှက်အထက်အငေါ့များမယ်။တစ်တန်တုရေထွက်ကုန် အသီးနှံခီးသွွားလုပ်ငန်းတွေမှာတော့အောင်မြင်မှုကြီးများရရှိနိုင်ပါတယ်။သူတစ်ပါးရဲ့ပြဿနာမှာကြားညက်ဖြစ်ရှင်းရတတ်ပါတယ်။စက်တူကိစ္စများမတင်မကျဆုံးဖြတ်ရခက်လိမ့်မယ်။ဝမ်းပိုက်ဦးကောင်းအကျော်အစ်စ်ကျမ်းမာရေးတတိပြုတင်ပါတယ်။ချစ်သူရီစာများအိမ်တော်ရှင်များနားလည်မှု လွဲတက်တဲ့ကာလဖြစ်ပါတယ်။ရက်ရရာမုံလုံးရေပေါ်တက်စိတ်လူလိုက်ပါလေ။ကံကောင်းကနန်း69 2025ခုနှစ်ဧပြီလ23ရက်နေ့မှ26ရက်နေ့အထိတောကြားသားသမီးများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာနာမည်ကုန်သတင်းတက်စရာတွေကြုံမယ်။ယာရုနေရာအခွင့်အရေးတွေကြုံရတတ်ပါတယ်။နိုင်ငံခြားလူမျိုးခြားကိစ္စတွေလည်းအကျိုးထူးမယ်။ခရီးကောင်းတွေလည်းတွားရတတ်ပါတယ်။အလူမင်္ဂလာအစီအစဉ်တွေအောင်မြင်မယ်။ဆွေမျိုးမိတ်ဆွေများကိုကူညီထောက်ပံ့ခြင်းနဲ့ဆန္ဒအောင်မြင်မယ်။ထီပေါက်မဲပေါက်တလို့ကန်ထူးတတ်ပါတယ်။ အထည်ထီးဖနက်ကားကြောက်လျက်စစ်ပစ္စည်းကွန်ပျူတာကင်မရာလုပ်ငန်းတွေအကျိုးပေးအောင်မြင်နိုင်ပါတယ်။အိမ်ဆောက်ဥကိစ္စလည်းအောင်မြင်မယ်။ဆက်တူကိစ္စ၊ရွှေကိစ္စ၊ငယ်သားကိစ္စ၊မိသားစုကိစ္စတွေအတွက်တော့စိတ်ရှုပ်ကောင်းစားရတတ်ပါတယ်။အထက်လူကြီးနဲ့ငယ်သားကြားမှာကြားညက်တတ်တာသတိပြုပါ။ငွေကိစ္စတွေအောင်မြင်မယ်။လုပ်ငန်းတွေတိုးချဲ့သင့်ပါတယ်။ချစ်သူအိမ်နောင်ဘက်မှာအဖိုးတန်ပစ္စည်းဝင်တက်ပါတယ်။အာယုံကြောရင်ဝန်တရီထားပါ။ ရရနန်းကြီးတုတ်ဒါနာပြုပါလေကံကောင်းကနန်းနှစ်ခုနှစ်2025ခုနှစ်ဧပြီလ23ရက်နေ့မှ26ရက်နေ့ထိစနေသားသမီးများအတွက်တပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာနေရာထိုင်ခင်းအဆောက်အဦကိစ္စများမတင်မကြဖြစ်နေမယ်စိတ်လေစိတ်နှခွဖြစ်စရာတွေဆုံးဖြတ်ရခက်တာတွေကြုံရတတ်ပါတယ်စိတ်ရှိရှိကောင်းအေးအေးထားပြီးတိုင်တိုင်ပင်ပင်လှုပ်တဲ့နေကိန်းဖြစ်ပါတယ် အထင်လွဲဆွဆွဲခံရတာပြဿနာကြားညက်တာမျိုးတွေကြုံရတတ်တယ်။ကီရင်းခီဆန်စီစေးစားစမှုအလုပ်တွေမှာအလွဲချုပ်များနေမယ်။မြေအမွေဖုံးပညာရေးအထက်ထိဖနက်ဓာတ်ပုံလျက်စစ်ပစ္စည်းလုပ်ငန်းတွေမှာတော့တိုးချဲ့ပြီးလုပ်တင်ပါတယ်။အလုပ်တွေလုပ်ရပြီးငွေမြင့်နေတတ်တဲ့ကိန်းမျိုးဖြစ်ပါတယ်။ဝန်ထမ်းယာရုနိုင်ငံခြားကိစ္စတွေမှာတော့အထူးကောင်းပါတယ်။ ိမ်တော်ရှင်များချစ်သူဤစားများအနေနဲ့လမ်းခွဲရမတက်ဖြစ်တာ ခွဲခွာနေရတာမျိုးတွေကြုံရတတ်ပါတယ်။အကျော်အစ်စ်အစာမစေးမသွားတွေးကျမ်းမာရေးတည်ထားဖို့လိုပါတယ်။အထူးသဖြင့်ကတော့စိတ်ကြောင့်ကျမ်းမာရေးညံ့တတ်ပါတယ်။ရဲ့ရရရေနှစ်ပသက်သောကုသိုလ်ကောင်းမှု ပြုလုပ်ပါလေ။ကံကောင်းကနန်း9ရှစ်